1960ခုနှစ်ဝန်းကျင်မှာမွေးဖွားလာတဲ့ကလေးရဲ့ပုံမှန်တွင်ပြင်ကမွေးဖွားလာချိန်ကကသူများနဲ့မတူအဖြူအမဲဆန်ပင်နဲ့တမူထူးခြားနေခဲ့သူပါ။အရွယ်ရောက်လာတော့လေဖက်ရှင်ပိုင်းမှာသူများထက်အမြင့်ပိုးရှိပြီးတော့ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ကောင်မလေးကသူ့ကိုယ်သူတနာကျင်နာမှုမရှိတဲ့ရက်ဆက်သူတစ်ယောက်လို့ခံယူထားတာပါ။အကြောတင်းလုံးပြီးအနိုင်မခံတတ်တဲ့ကောင်မလေးစီမှာရှရှားပပတငယ်ချင်းအဖြစ်လူမဲကောင်မလေးတစ်ယောက်ရှိပါတယ်။အနိုင်မခံတတ်တဲ့ကောင်မလေးကကြောင်ယုံကန်းကိုအိမ်ဦးနဲ့ကျမ်းပြင်လို့အကြိမ်ပေါင်းများစွာတွားရပါတယ်။ ောက်ဆုံးမှာတော့ចောင်းអុកកមីខិនကိုខកកတင်းတင်းចက်ចက်ဆုံးមកပေးဖို့ပြောပါတယ်မိခင်ဖြစ်သူကလည်းဒီเจ้าမှာအနိုင်ကျင့်ဘူကြဆိုးသောတဲ့ကလေးတွေရှိနေလို့ဆက်မထားနိုင်ကြောင်းပြောပြီးเจ้าအုပ်ကเจ้าမထုတ်ခင်သူတို့ဘက်ကအရင်ဦးအောင်နှုတ်ထွက်လိုက်ပါတယ်။ညံကောင်းလုံးနဲ့ကလေးတယောက်ကိုမွေးထားရတာပြဿနာတွေအများကြီးကိုရင်ဆိုင်ကြုံတွေ့ရပါတယ်။ကောင်မလေးအတွက်ပြဿနာကပြဿနာဖြစ်မနေပဲကဘာကြီးကပြဿနာလို့ထင်နေကြတာပါ။ဒီလိုနဲ့ကောင်မလေးတို့တာမီနှစ်ယောက်လန်ဒန်မြို့ကြီးစီကိုပြောင်းရွေ့ကြပါတယ်။မိခင်ဖြစ်သူကဆွဲကြိုးလေးတစ်ခုကိုကြည်ပြီးဝမ်းနဲ့နေတဲ့ပုံစံပေါ်နေပေမဲ့ကောင်မလေးကတော့ဘာမှမသိပဲကလေးပီပီပြောနေပါတယ်။ ။အရေးကြီးဧည့်သည်နဲ့တွားတွေ့မှာဖြစ်လို့ကောင်မလေးကိုမိသားစုအမွေဆွဲကြိုးလေးလေးဝတ်ပေးထားလိုက်ပြီးကားပေါ်ကစောင့်နေပို့မှာခဲ့ပါတယ်။အပြင်မှာပွဲတက်ကာဝင်ဒီဇိုင်းစုံနဲ့တွားလာနေတာမြင်ရတော့ဖက်ရှင်ကိုစိတ်ဝင်စားတဲ့ကောင်မလေးကကားပေါ်ကနေဆင်းလိုက်ပါတယ်။